မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ညပိုင်းမှာတင်ပြပြီးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဒေါ်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေအပေါ်ထားတဲ့ပြင်သစ်အစိုးရနဲ့ပြင်သစ်ပြည်သူတွေရဲ့မိတ်ဆွေကောင်းပီတာမှုအပေါ်ကျေးဇူးတင်ကြောင်း Kim Eric ထုတ်ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် ဒရောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေအပေါ်ထားတဲ့ပြင်သစ်အစိုးရနဲ့ပြင်သစ်ပြည်သူတွေရဲ့မိတ်ဆွေကောင်းပီတာမှုအပေါ်ဂျေဇူးတင်တဲ့အကြောင်းဒရောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူကိုထိန်လင်းခေါ်ခင်အေရီကာထုတ်ဖော်ပြောဆိုလိုက်တာပါပြင်သစ်သမ္မတအီမန်နျူအယ်မက်ခရွန်ပြင်းထန်အစိုးရနဲ့ပြင်းထန်ပြည်သူတွေကိုလိုက်လိုက်လေလေကျေးဇူးတင်တဲ့အကြောင်းဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာခင်ကထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ် မိမိနဲ့မြန်မာပြည်သူတွေအပေါ်ပြင်သစ်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူတွေကတနာကီယူနာထားပြီးတော့အမြဲတမ်းထောက်ခံအားပေးနေတာတွေအတွက်အထူးကျေးဇူးတင်ရှိပါတယ်လို့ခင်ကပြောကြားထားပါတယ်။ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီနဲ့မကြာသေးခင်ကာလကတွေ့ဆုံခဲ့ပြီးတော့ဒွန်ဆန်းစုကြည်ထံပြင်သစ်သမ္မတမက်ခရွန်ပေးပို့တဲ့ပုံကိုရေးစာကိုလက်ခံရရှိခဲ့တယ်လို့ခင်ကအတည်ပြုထားပါတယ်။ စာရင်းမှာပြင်သစ်သမရကဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရင်ပူပန်တဲ့အကြောင်းဖော်ပြထားတယ်လို့ဒေါအောင်ဆန်းစုကြည်အပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြင်သစ်နိုင်ငံကထပ်ပြီးတော့တောင်းဆိုထားတဲ့အကြောင်းရေးသားထားတယ်လို့သိရပါတယ်။ အသက်ကြီးလာပြီးဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနောင်ထဲမှာကျမ်းမာရေးမကောင်းတော့ပါဘူးမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်လုံးစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်မိမိလူမြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်တိတ်ခါအတွက်သာမကမြန်မာပြည်ရဲ့လူမြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူခင်အေရစ်ကပြောကြားထားပါတယ် ပြင်သစ်နိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပီးသားခြင်းဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လူမျိုးရေးစာတာတွေကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကိုကမ္ဘာတဝန်ကလူတွေကိုအသိပေးလိုက်တဲ့စိတ်ထည်ရေးဆိုင်ရာခေါင်းဆောင်မှုတရေလို့ Kim Ga မှတ်ချက်ပြုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့နတ်တလင်းတွေကပြူစောတိစကန်းကိုဘုံကျဲပြီးတော့စကန်းမှုအိမ်နဲ့ဘူတဲစကန်းကိုမီရှုဖြက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ပဲဂိုးတိုင်းနဲ့တလင်းမြို့နယ်မင်းဘူးကျွန်းအောက်စုပြူစောတိစခန်းကိုဒရုန်းနဲ့ပုံကျဲပြီးတော့ကန်စုတာကွာမှရှိတဲ့စခန်းမှုအိမ်နဲ့ကင်းပုံဝင့်နေတဲ့ဘိုတဲစခန်းကိုတော်လန်ရေးတပ်တွေမိရှုဖျက်ဆီးခဲ့တယ်လို့ဒါယာဝတီခရိုင်အမှတ်1တပ်ရင်း P23801 ကဒါယာဝတီခရိုင်အမှတ်1တပ်ရင်း P23801 ကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ် မင်းဘူးကျွန်းအောက်စုပြူစော်တီစခန်းကိုမနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်9:15မိနစ်အချိန်မှာဘကိုးတိုင်းစစ်ဌာနအမှတ်22ပြူဟာတာယောက်ဒီခရံအမှတ်1တက်ရင် drone တပ်ဖွဲ့ကရဲဘော်တွေနဲ့တက်ခွေးနှစ်ကရဲဘော်တွေ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့9:23မိနစ်အချိန်မှာကန်စုတာကွာမှာရှိတဲ့စခန်းမှုအိမ်နဲ့စစ်တပ်ကင်းဘုံဝတ်တဲ့ဘူတဲစခန်းကိုမိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။အဲဒီနောက်တောင်ညိုရဲကင်းစခန်းကနေကင်းဘတ်ထွက်လာတဲ့စစ်သားတွေနဲ့ရဲတွေကို မနက်6:15မိနစ်ခန့်အချိန်မှာတော်လန်ရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကတဦးတည်ပြီးတော့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။ဒီစစ်စင်ရေးကိုဖော်ဆောင်ခဲ့တဲ့ရဲဘော်တွေအထူးခံမရှိအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့တရားဝရီခရံအမှတ်1တက်ရင် P23801 ကထုတ်ပြန်ထားပါရခင်ဗျာဆက်လက်ပြီးတော့ပေါင်းမြူနယ်မှာစစ်တပ်စစ်ကြောင်းတွေကြောင့်ဒေသခံ1000ကျော်ဘေးလွတ်ရာတင်းရှောင်နေရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းဒေသကပေါင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကြောင်းခြေရွာ20ခန်းကဒေသနေပြည်သူ1000ကျော်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဌာနကဒီကနေ့နိုဝင်ဘာလ4ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စိတ်ဖြူမြို့နယ်အခြေဆိုင်အမှတ်22ကာကွယ်ရေးပစ္စည်းဆက်ရုံကပါစာ22ကစစ်သားအင်အား900နီးပါးဟာပြူစောရီးတွေနဲ့ပေါင်းပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်ဒေသနေပြည်သူတွေတိမ်းရှောင်နေရတာလို့ဆိုပါတယ်။ စစ်သားတွေဟာပေါင်းမြို့နယ်ထဲမှာရှိတဲ့စစ်တပ်လက်ပါစီပြူစော်ရီးတွေနဲ့ပေါင်းပြီးတော့စစ်ကြောင်း၃ခုခွဲပြီးကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ကျေးရွာ၁၉ရွာကပြည်သူ၁၂၀၀ကျော်ဘေးလွတ်ရာတောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အတည်ပြုထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာပေါင်းမြို့နယ်တောင်ပိုင်းမြောက်ပိုင်းနဲ့အနောက်ဘက်ခြမ်းကတော်လန်ရေးတပ်တွေစုမိုးထားတဲ့နယ်မြေတွေနဲ့စစ်ရေးအရာအရေးပါတဲ့ဒေသတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာလို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဒဝေအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာဖြစ်တဲ့တိုက်ပွဲမှာစစ်သား၁၀ဦးခန့်တေပြီးတော့ဒဏ်ရာရသူများတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းရေပြူမျိုးနယ်တွေကဒဝေအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာရှိတဲ့တနင်္သာရီတိုင်းရေပြူမျိုးနယ်တွေကဒဝေအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာဖြစ်တဲ့ တိုက်ပွဲမှာစစ်သား၁၀ဦးခန့်တည်ပြီးတော့ဒဏ်ရာရသူတွေတဲ့များတယ်လို့ဝေဟင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေပြူမြို့နယ်တဲကဝက်ချောင်းရွာနဲ့မူးတူးရွာကြားကတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာဒေါ်လန်ဤပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်သားတွေအော်တိုဘားလ25ရက်နေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကိုအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။စစ်တပ်ရန်တရားတွေနဲ့လမ်းလုံငန်းတွေအတွက်ကင်းဆောက်နေတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာအပြန်လန်ပစ်ခတ်မှုတွေကြောင့်တနအီကျော်ကြာတဲ့တိုက်ပွဲဖြစ်ခဲ့ပြီးတော့စစ်သား၁၀ဦးကတီဆုံးပြီးတော့အများအပြားဒဏ်ရာရသွားသလိုဒေါ်လာရေးပေါ်ပြီးဘက်ကလည်း၂ဦးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကိုရေဗျူတောင်ပိုင်းဝေဟင်တပ်ဖွဲ့ဒေါနာတပ်ခွဲ၆ဘတူးတပ်မတော် BHA နဲ့ ရေပြူမျိုးနယ်မှာအခြေစိုက်တဲ့မဟာမိတ်တပ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပခုတ်ကူလေရင်ခွင်းထိတ်မှာကုံကားတွေကိုငွေတောင်းနေတဲ့ရဲကိုပြစ်ခတ်ရှင်းလင်းတဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူမျိုးနယ်ကပခုတ်ကူလေရင်ခွင်းထိတ်ကနေပြီးတော့ကုံကားတွေကိုငွေတောင်းနေတဲ့ရဲကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Southern Wireso PDF ကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကပခုတ်ကူလေရင်ခွင်းထိတ်မှာ ကုန်ကားတွေကိုငွေတောင်းယူနေတဲ့ရဲတပ်သားကိုပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။ပခုတ်ကူလေရင်ကွင်းထိပ်မှာရဲတပ်ဖွဲ့ဝင်တွေကုန်ကားတွေကိုတားပြီးတော့ငွေတောင်းနေတယ်လို့သတင်းရတာနဲ့ Southern ရေစကြိုတပ်ပေါင်းစုကရဲဘော်၂ယောက်တွားရောက်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပခုတ်ကူလေရင်ကွင်းထိပ်ကနေပြီးတော့ကားတွေကိုငွေတောင်းနေတဲ့ရဲလင်မယားကိုမနက်9နာရီခွဲဝန်းကျင်မှာတွေ့ရှိရတာကြောင့်ယောက်ျားဖြစ်သူကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီးတော့ကိုဝန်ဆောင်အမျိုးသမီးကိုအရှင်ဖမ်းဆီးခဲ့တယ်လို့အသိပေးထားပါတယ်။ အဲ့ဒီရဲနေမယားကိုဖြစ်ခဲ့ချိန်မှာအခင်းဖြစ်နေရနဲ့မီတာ200အကွာမှာရှိတဲ့ကင်းဂိတ်ကနေပြီးတော့ပြစ်ကူပြီးတိုက်ခိုက်လာတာကြောင့်အဲ့ဒီကင်းဂိတ်ကို50မမတလုံးနဲ့ဖြစ်ခဲ့ခဲ့ရမှာစေအုပ်စုဘက်ကတယောက်သိဆုံးသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒါကြောင့်ပခုတ်ကူလေရင်ကွင်းထိတ်ကနေပြီးတော့ကုန်ကားတွေကိုငွေတောင်းနေတဲ့ရဲတွေကိုဖြစ်ခဲ့ရှင်းလင်းတဲ့မစ်ရှင်မှာစစ်အုပ်စုဘက်က2ဦးတည်ဆုံပြီးတော့ MA1 တနက်တက်လက်နဲ့စံကေတစည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ ဖန်စီရမိတဲ့ကိုုံဆောင်အမျိုးသမီးရဲ့ထွက်ဆိုချက်အရာပခုတ်ကူမျိုးမရဲစခန်းမှာတောင်ဝန်ကျနေတဲ့အသက်28နှစ်ရဲတပ်သားရီမွန်ဟာပခုတ်ကူမျိုးကဖြစ်ပြီးတော့ရဲလှုပ်သက်6နှစ်ရှိတဲ့အကြောင်းနဲ့ကိုုံလွယ်ထားရတာ9လရှိနေပြီလို့သိရတဲ့အတွက်ကြောင့်လိုအပ်တာတွေစစ်ဆေးမေးမြန်းပြီးတော့ပြန်လည်ပေးလိုက်တယ်လို့စောက်တန်းဝါရဲဆို PDF ကထုတ်ပြန်ထားပါတယ်။စောက်တန်းရေစကြိုတပ်ပေါင်းစုကိုစောက်တန်းဝါရဲဆို PDF ရေစကြို Revolution Group YRG ဒေါင်းညီနောင် PDF ပခုတ်ကူ PKU ပြည်သူအာမန် King Cobra ဒေါင်းစစ်တီစတဲ့အဖွဲ့ဝင်တွေဖွဲ့စည်းထားတာလို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့အာနာသိန်းအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အရဲသားတအူးတန်ရာရပြီးတော့အိမ်တလုံးပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ကရင်အမျိုးသားအစည်းအရုံးကော်သူလေအုပ်ချုပ်မှုနယ်မြေခလွေလီထုခရိုင်နယ်ကမူးမြူနယ်မှာအာနာသိန်းအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အပြစ်မဲ့အရဲသားတအူဒဏ်ရာရရှိခဲ့ပြီးတော့အိမ်တလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဘဟုကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ်အော်ဒိုဘာလာ31ရက်နေ့ည9နာရီခွဲအချိန်မှာအာနာသိန်းအကြမ်းဖက်စစ်တပ်လက်အောက်ခံခမာယ96တုံညာတပ်ရင်းကအောင်ချမ်းသာကျေးရွာတွေကို87မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့တာကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးတွေကြားရပေါက်ကွဲမှုကြောင့်အောင်ချမ်းသာရွာကအသက်58နှစ်အရွယ်အမျိုးသားတအူထိခိုက်ဒဏ်ရာရခဲ့ပြီးတော့သူ့ရဲ့အိမ်လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ